ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥကြော်ပါဥကြော်ဟုတ်ပြီဟောအသက်က56နှစ်ပါဆရာကြီး56 60နီးသားပြီဟုတ်ကဲ့ဆရာကြီးစကိုင်းရပါဟုတ်ပြီဆန်ရောက်ပါတယ်တခါတလေတဲ့အဲ့အသေးလေးတွေကူတယ်ပေးရပါတယ်တဲ့ဆန်ရောက်တော့ဟုတ်ကဲ့ဆရာကြီးနိုင်တော့တည်တာတော့အပြစ်မရှိပါဘူးဟုတ်ကဲ့ဆရာကြီးမနိုင်တာကိုအားဆိုင်ပြီးတယောက်တည်းနဲ့မာရာမျိုးတော့မမသိပါဘူးဟုတ်ကဲ့ပါဆရာကြီးယောက်ျားလေးအနေနဲ့ဒီ တည်တာပိုးတာထမ်းတာပြူတာဆိုတော့ဒါအလုပ်တစ်ခုအနေနဲ့လုပ်ကိုလုပ်ရမှာပါဟုတ်ကဲ့ပါဆရာရှောင်းနေလို့မရပါဘူးဟုတ်ကဲ့ပါဆရာတိတ်နာလာရင်တော့လည်းပဲနာပြီပေါ့ဟုတ်ကဲ့ပါဆရာလေးစိလေးနဲ့အခါမှာတော့ဟိုရှေးခါလို့တီဇောပန်းတို့ယာပန်းစီတို့နတ်တဖြူတို့တောင်တာကလူတို့မလိမ့်နဲ့တော့ဟုတ်ကဲ့ပါဆရာတနခါကရမဲလေးပဲလိမ့်ဟုတ်ကဲ့ပါဆရာနော်အလိမ့်ပြီးတက်တာပါပါလို့ဆရာကြီးခင်ဗျာတဲ့ ရိုင်းနာပါရင်ခွင့်လွတ်ပါခင်ဗျာတဲ့ကျွန်တော်စီးကုံဘဲဘဲတဲ့အင်္ဂါအပေါ်ဘဲတဲ့တစ်ခါတစ်ခါနည်းနည်းအောက်ပါတယ်စီးကုံရဲ့ဘဲဘဲဟုတ်ကဲ့အင်္ဂါရဲ့အပေါ်ဘဲပေါ့နော်ဟုတ်ပြီဟုတ်ပြီတစ်ခါတစ်ခါနည်းနည်းအောက်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါစမ်းကြည့်တော့တဲ့ဟုတ်ကဲ့ဆရာကြီးပြောပါအဆိုင်ရခဲလို့လို့တဲ့တစ်ခါတလေလဲတဲ့စမ်းလို့မရပါဘူးတဲ့အဲ့ဒါလေသဘောပဲဖြစ်မယ်ဟုတ်ကဲ့ဆရာကြီးလေသဘောပဲဖြစ်မယ်ဆိုရင် စီကြော်တွေမှန်သမျှဟုတ်ကဲ့ဆရာကြီးရှောင်းပါလို့ဥမာမင်းဆိုတကယ်ချင်းနဲ့ဖြစ်ကိုယ်နဲ့ဖြစ်လက်ဖက်ဆိုင်သွားတဲ့အီချာကွေးစစ်မှုစားပရားကြော်ဆရာအဲ့ဒီအဆိုင်ကဲရှိနေပါပဲဟုတ်ကဲ့ဆရာကြီးငမုတ်ကြော်အာလူကြော်ကလေးတွေစားတာစားရရှိမှာပဲဟုတ်ကဲ့ဆရာကြီးကြက်ကြော်ငါးကြော်အိမ်မှာကြော်ရင်ပြက်ချက်ပြက်ချက်ခိုင်းမှုတဲ့အာနာစရာကောင်းနေချင်းဟင်းထဲမှာစိန်လိုက်ဟုတ်ကဲ့ဆရာကြီးနော်ငါးကြော်ကြက်ကြော်ကြက်ကြက်နဲ့ ဝါမစားနဲ့အဲ့ဒီငါးကြော်ချင်းနဲ့မှခရစင်လိုက်ပြော့သွားတယ်မှယူစားဟုတ်ကဲ့ဆရာဆူလွင်းရအကြော်ကိုဖြတ်လိုက်ပါလုံးစုံအကြော်ပေါ့နော်ဟုတ်ကဲ့ပါဆရာဒါပါပဲဆရာကြီးဘလို့နေထိုင်စင်ကျင်ရမလဲတဲ့ဖြေချပေးပါအဲ့ဒါတော့ခမပြောတဲ့ရှိမမှန်ချိုးဟုတ်ကဲ့ဆရာရေချိုးရင်စားဖို့ဟုတ်ကဲ့ဆရာကြီးကျော်လဲအိတ်တဲ့ခါမှာမှုရတဲ့မိန်းနဲ့တင်ပြပြနဲ့အိတ်ဟုတ်ကဲ့ဆရာကြီး ပလက်ကထိုင်လို့ကထိုင်မျိုးလုံးဝမထိုင်ပါနဲ့ဟုတ်ကဲ့ဆရာရင်နောက်အေးအေးခေါင်းနေနေအေးဟာခေါင်းနဲ့ဟုတ်ကဲ့ပါဆရာရင်ခေါင်းအုံထက်ပူခေါင်းတော့စောင်းလေးတွေကိုစောင်းရလဲဂွန်းစောင်းပူဘူးနော်ဟုတ်ကဲ့ဆရာရင်ချက်စောင်းနှစ်ထည်လောက်သုံးထည်လောက်ကိုထပ်ခေါင်းပြီးလို့ခေါင်းနေနေအေးဟာပူပြီးတော့တင်မြတ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာရင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ